ကြည့်ကြအောင်ခင်ဗျာကျွန်တော်တို့ဒီရမှာကျွန်တော်တို့24ချိန်မှာ၄ပြိတ်ဖြစ်တယ်ပေါ့နော်အဲပထမဖြစ်တော့ကျွန်တော်တို့ဒီဒါအရင်လဲဒီ site ကထောင်းလမောင်းကြည့်နေပါရင်နော်ကျွန်တော်ပြတာအိုးအရင်50ချိန်လောက်ခရေကဒီ site ပြနေရပါနော်ဒီမှာနေဦးမှာ24ချိန်မှာပေါ့နော်23ချိန်မှာ9နောက်ပြိတ်ရအောင်မှာ၄ပြိတ်လို့ရိုက်တယ်24ချိန်မှာပေါ့နော်၄နောက်ပြိတ်ရအောင်မှာ၄ပြိတ်လို့ရိုက်တယ်23ချိန်မှာ3ပြိတ်ရအောင်မှာ၄ပြိတ်လို့ရိုက်တယ်နောက်ကျွန်တော်တို့ဒီ 23ချိန်မှာနှစ်နှစ်ထိပ်ရအောင်မှာ၄ပြိတ်လို့ရိုက်တယ်ပေါ့နော်ကျွန်တော်တို့ကလင်နာတစ်ကြိုးလုံးမှာ၄ပြိတ်ကြာလာဆိုရင်၄ကတ်ရှိပါနော်ဒီမှာ၅ထိပ်ရအောင်မှာ၄ပြိတ်၄ထိပ်ရအောင်မှာ၄ပြိတ်၃ထိပ်ရအောင်မှာ၄ပြိတ်နှစ်ထိပ်ရအောင်မှာ၄ပြိတ်ဆိုပြီးရိုက်သွားမယ်နော်အဲ့လိုရိုက်ပြရတဲ့ဒါပြီးခဲ့တဲ့ဘက်ကကျွန်တော်ဖိုင်လေးဒါပြန်ပြမှာဖြစ်ပါနော်မှတ်ဒီဗီဒီယိုဖိုင်လေးတွေကိုတွေ့ရဆိုရင်လည်းဒါကျွန်တော်ရဲ့ တွေးဒီ group လေးတွေကို share ပေးဖို့မေတ္တာရခင်ဗျာနော် video file လေးကိုဒါ like မလုပ်ပါနဲ့ခင်ဗျာ like လုပ်လို့ရှိရင်လည်းပြီးခဲ့တဲ့အပတ်ကကျွန်တော်တစ်ခေါက်ကျွန်တော်ထိသွားပါနော်တလကျွန်တော်တို့ဒီမှာကျွန်တော်တို့ဒီပေါ့နော်24ချိန်မှာအဲ့လို၄ပရိလို့ဖြစ်ပြီးတာနဲ့သူ့ရဲ့နောက်နှက်မှာပေါ့နော်နောက်နှက်မှာကျွန်တော်တို့ဒီကဏ္ဍလေးပြီးခဲ့တဲ့အပတ်ကဒီကဏ္ဍလိုက်နီးလေးကျွန်တော်တင်ခဲ့ပါနော်ကျွန်တော်တို့ကဒီနှစ်ဦးမှာ၅ပရိဖြစ်လို့ပေါ့နော်၅ရဲ့ပါဝါ၃ညအလဲထိုင်၃လုံးကြတယ်ပေါ့နော်၃ညအလဲထိုင်၃လုံးကြတယ် ီမှာ9ရက်ပါဝါတုံညလဲထိုင် သုံးလုံးကြာတယ်ဒီမှာလဲ24ချိန်မှာ၄ပြိတ်လို့ဖြစ်တယ်သူရဲ့နောက်နှစ်နှစ်ဦးမှာဒီမှာကျွန်တော်တို့က၄ဖြစ်တဲ့အတွက်၄ရက်ပါဝါကိုအလဲထိုင်သုံးလုံးတန်းနေပေါ့နော်ဒီမှာလဲကျွန်တော်တို့24ချိန်မှာ၄ပြိတ်လို့ဖြစ်တယ်သူရဲ့နောက်နှစ်မှာနှစ်ဦးမှာ၈ပြိတ်ဖြစ်တဲ့အတွက်အဲ့နှစ်ထဲမှာပေါ့နော်၈ရက်ပါဝါ3အလဲထိုင်သုံးလုံးတန်းနေပေါ့နော်ကျွန်တော်တို့ကူ24ချိန်မှာ4ပြိတ်ဖြစ်တယ်ဒီမှာနှစ်ဦးမှာ9ပြိတ်လို့ကြာတယ်ပေါ့နော်9ပြိတ်လို့ကြာတဲ့အတွက် ီအချိန်မှာ၃ည၃လုံးတန်းဟုံးမလားပေါ့နော်အဲ့ site လေးကိုကျွန်တော်ခေါ်ပေးမှာဖြစ်ပါတယ်နော်ကဲကြည့်ကြအောင်ခင်ဗျာဒီ site လေးဟုတ်နိုင်မဟုတ်နိုင်ဘူးကျွန်တော်တို့ဒီရက်မှာဒီ24ချိန်မှာ၄ပရိတ်လို့ရိုက်တယ်ပေါ့နော်ရိုက်ပြီးတော့၂ဦးမှာ၅ပရိတ်လို့ရိုက်ထားတယ်ဒီမှာသူ့ရဲ့နှစ်ထဲမှာ၃ည၃လုံး၃ည၄ထိုင်၃လုံးတန်းတယ်ပေါ့နော်တုံညလေတိုင်းသုံးလုံးတန်းနေဆိုတော့ဒီဟာကကျွန်တော်တို့ပထမဒီကနန်းကိုကျွန်တော်ဖမ်းပြမှာဖြစ်ပါတယ်เนาะဒီကနန်းကိုဖမ်းမယ်ဆိုတော့သူ့ရဲ့ဇောင်းမှာပေါ့เนาะဒီဟာ ပြီးခဲ့တဲ့ပတ်ကတည်းကဒါတပတ်တစ်ခွက်လိုက်သွားပါလို့ကျွန်တော်ပြောတဲ့ကဏ္ဍလေးပေါ့နော်။နောက်ဒီသူ့ရဲ့ဇောင်းမှာဒီဘက်မှာ3ခါဆိုတာရှိရပေါ့နော်။3ခါ။သူကတပတ်တစ်ကြိမ်လိုက်မှုလေးပါနော်။တေချာမှတ်ထားပါခင်ဗျာ။ဒီမှာ3ခါလို့ရှိရပေါ့နော်။သူကအဲ့နှစ်ထဲမှာ3ညခါလို့ဒီ5ဘာဝါ3ည3ညခါပေါ့နော်။သူကဒီကမှာ3ည3လုံး5ဘာဝါ3ည3လုံးဖြစ်တဲ့3ညဖြစ်တဲ့အတွက်3ည3လုံးတန်းမယ်ပေါ့နော်။အဲ့လို3ည3လုံးတန်းတဲ့အချိန်မှာပဲသူကဒီ သူ့ရဲ့ဒီဘက်နဲ့မှာ၃ခါလို့ရှိပါတော့။ तू က၃ည၃လုံးတန်းမယ်။၃ည၃လုံးတန်းပြီးရတယ် तू ကဒီ၅ပါဝါ၃ည၃လုံးတန်းရမယ်ပေါ့နော်ဒီနေ့ထက်မှာပြီးတာနဲ့ तू ကခါတူခါခါတူခါနဲ့နောက်ကနန်းတကွက်လိုက်ထွက်တာပေါ့နော်။ပြီးကြတဲ့ဘက်ကခါတူခါထွက်တဲ့ဒီ site မဝင်ဘူးပေါ့နော်။နောက်ဒီဘက်ကလေးမှာဒါဝင်နိုင်မဝင်နိုင်ကိုကျွန်တော်ပြမှာဖြစ်ပါတယ်နော်။အဲ့လို24ချိန်မှာ၄ပြိလို့ဖြစ်ပြီးပေါ့နော်။၄ပြိဖြစ်ပြီးတော့သူ့ရဲ့ဒီဘက်နဲ့မှာ ကျွန်တော်တို့အဲ့နှစ်ထဲမှာခါတူခါနဲ့ကဏ္ဍတစ်ခွက်လိုက်ထွက်ပါနော်လိုက်ထွက်ပါတယ်ဆိုတော့ကျွန်တော်တို့ကအဲ့လိုထွက်တော့ဒီမှာခါတူခါနဲ့ထွက်တယ်ထွက်တော့သူ့ရဲ့ဒီဘက်ဘေးမှာကကျွန်တော်တို့၃ခါလို့ရှိရနော်၃ခါရှိတဲ့အတွက်ဒီမှာခါတူခါလို့ရိုက်မယ်၃ခါရှိတဲ့အတွက်ဒီခါနဲ့ထိတ်စီးနဲ့ပေါင်းရအောင်၃လို့ဖြစ်ပြရကြမှာခွ၁၀နဲ့ကဏ္ဍတစ်ခွက်လိုက်ထွက်တယ်ပေါ့နော်ဒီလို၃လုံးတန်းတဲ့အချိန်မှာပဲထွက်တာပါနော်ကျွန်မကျွန်တော်တို့က24ချိန်မှာ၄ပြိတ်လို့ရိုက်တယ်ပေါ့နော်၄ပြိတ်လို့ရိုက်ပြရတဲ့သူ့ရဲ့နှစ်ဦးမှာ ဒါငါပြိရိုက်တယ်ဗောနောငါရဲ့ပါဝါ၃ညအသုံးလုံးအဲ့နှစ်မှာတန်းတယ်တန်းတယ်နှစ်ထဲမှာပဲကျွန်တော်တို့ကဒီဒုက္ခဒုက္ခနဲ့ကဏ္ဍတစ်ွက်ထွက်တယ်ဘလို့ထွက်လဲဆိုလို့ရှိရင်ဒီမှာဒီကဏ္ဍကိုကြည့်ပါမှာခင်ဗျာဒီမှာခဒုက္ခဒီခကဒီခလို့ရိုက်တယ်ဒီ၃ခ၃ခကိုကျွန်တော်တို့ကဒီခနဲ့ထိတ်စီနဲ့နှလုံးပေါင်း၃လို့ဖြစ်ပြီးရကြမှာသူကနောက်ပိတ်ကြတော့ခွတ်30နဲ့ပေါ့နော်ဒီမှာ3တုံညခွန်ဆိုပြီးတော့ဒါထွက်သွားပါတယ်နော်ပရမတ်တက်ကပါခင်ဗျာဒုတိယတက်ကကျွန်တော်တို့ဒီမှာ၄ဘိတ်လို့ဖြစ်ပါတယ်နော် ဒီမှာနှစ်ဦးမှာကကျွန်တော်တို့ကဒီမှာလေးဘရိတ်လိုပဲရိုက်ထားပါเนาะလေးဘရိတ်လည်းရိုက်ထားရအတွက်အဲ့နှစ်ထဲမှာကိုးခါသုံးလုံးတန်းတယ်ပေါ့เนาะကိုးခါသုံးလုံးတန်းတယ်အဲ့တန်းတဲ့နှစ်ထဲမှာပဲကျွန်တော်တို့ကဒီမှာခါတူခါနဲ့ခဏန်းတစ်ခွက်ထွက်တယ်ပေါ့เนาะဒီထိတ်စီးလေးကိုကျွန်တော်ယူရမယ်เนาะထိတ်စီးခါတူခါနဲ့ခဏန်းတစ်ခွက်ထွက်တယ်ဆိုတော့ဒါခါကတော့ဒါရရီပေါ့เนาะဒီထိတ်စီးဒီထိတ်စီးကသူ့ရဲ့ဇောင်းမှာ၃၃ခါရှိတဲ့အတွက်ဒီခါနဲ့ထိတ်စီးနဲ့နှလုံးပေါင်းရင်းက၃လို့ဖြစ်ရပါမယ်เนาะ အဲကြောင့်သုံးလို့ဖြစ်မယ်ဆိုရင်၄၆ထိတ်၉ခါပေါ့နော်ခွာ၁၀ဖြစ်အောင်ဆိုရင်၆ပိတ်ဒါလို့ဆိုရှင်းမယ်လို့ထင်ပါတယ်နော်နောက်ထပ်ကျွန်တော်တို့တကတ်ကျွန်တော်တော့ပါမယ်နော်ဒီမှာသုံးပိတ်လို့ရှိပါတယ်သုံးထိတ်လို့ရှိပါတယ်နော်သုံးထိတ်ရအောင်ပါ၄ပိတ်လို့ရိုက်ပါနော်နှစ်ဦးမှာကကျွန်တော်တို့ရှစ်ရှစ်ပိတ်လို့ရိုက်ပါနော်ရှစ်ရိုက်တယ်ပေါ့နော်ရှစ်ပိတ်ရပါပါကျွန်တော်တို့ကသုံးခါသုံးချက်အဲ့နှစ်ထဲမှာတန်းတယ်ပေါ့နော်တန်းတော့ကျွန်တော်တို့ကဒီသုံးခါသုံးချက် တန်းမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီကနန်းဒီကနန်းပေါ့နော်အခုဒီကနန်းကိုယူမယ်ကျွန်တော်သူပထမလှုပ်တော့ကျွန်တော်ရှင်းအောင်ပြပါမယ်နော်ပထမလှုပ်တော့သူကအပေါ်နှလုံးမှာပဲလှုပ်တာပေါ့နော်ပထမတစ်ခတ်ပထမတစ်ဆိုင်မှာဒီကအပေါ်မှာပဲဖြစ်သွားတယ်အောက်မှာတီချာတုံညာခါတက်တက်ထွက်တယ်ပေါ့နော်ဒုတိယစိုက်မှာလည်းအဲ့တိုင်းပဲအပေါ်နှလုံးမှာပဲဒီစိုက်ကပြေးသွားတာပေါ့နော်တတိယစိုက်မှာတော့အဲ့လိုမဟုတ်ပါဘူးခင်ဗျဒီမှာဒီ24ချိန်မှာ၄ပြိတ်ကြတယ် လေးပြိတ်ကြာပြီးတော့သူ့ရဲ့နှစ်ဦးမှာရှစ်ပြိတ်လို့ရိုက်တယ်ပေါ့နော်ရှစ်ပြိတ်ရိုက်ရတဲ့အတွက်ရှစ်ရဲ့ပါဝါ၃ခါ၃လုံးတန်းရမယ်ပေါ့နော်၃ခါ၃လုံးတန်းတဲ့အချိန်မှာ तू ကတတိယ၃ခါမှာပဲအလုပ်လုပ်သွားတာပေါ့နော်ပထမတတိယဒီခါကြအခါတူခါကြတဲ့ site မှာပဲဒီကောင်ကလုပ်သွားတာပေါ့နော်ပထမကြတော့ तू ကပထမဒုတိယကြတဲ့အခါတူခါမှာအလုပ်လုပ်တယ်ဒုတိယ site မှာလည်းဒုတိယကြတဲ့အခါတူခါမှာပဲအလုပ်လုပ်တယ်အခုကျွန်တော်တို့တတိယ site မှာတော့ကျွန်တော်တို့ကတတိယ site မှာကျတော့ကျွန်တော်တို့တက်ရီရကြတဲ့ခါတူခါမှာပဲဒါအလုပ်လုပ်ထားပါတော့ကဲအဲ့လိုကြပြီဆိုတော့ကျွန်တော်တို့က24ချိန်မှာ၄ break ကြပြီသူ့ရဲ့ပုံမှာ10 break လို့ရိုက်ထားတယ်10 break ရိုက်ထားတွေ့တွေ့ဒီမှာ3ခါ3လုံးတန်းမယ်3ခါ3လုံးတန်းမယ်ဆိုလို့ရှိရင်ဒါတက်ရီရခါမှာပေါ့နော်တက်ရီရခါခါတူခါလို့ရိုက်တဲ့အတွက်ဒီမှာ3ခါဒီနှစ်ဒီမှာအလဲတိုင်းနှစ်ဖြစ်တဲ့အတွက်ထိတ်စီးနဲ့ဒီခါနဲ့ထိတ်စီးနဲ့နှလုံးပေါင်းကြီးဟာနှစ် ခွာပေါင်းသူက30ဖြစ်ရမယ်ဆိုတော့ဒါ63ဆိုတဲ့ကဏ္ဍတတိယတက္ကမထွက်သွားတာပေါ့နော်ကျွန်တော်တို့ဒီမှာလည်းကြည့်ပါခင်ဗျာ24ချိန်မှာ၄ပြိတ်လို့ရိုက်ထားပါပြီနော်၄ပြိတ်ရိုက်ထားဆိုတော့2ဥမှာ5ပြိတ်လို့ရိုက်ထားအတွက်5ပါဝါ303လုံးဒီနှစ်မှာခုအချိန်မှာစစ်ပြီးတော့တားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာဒီခါတူခါပေါ့နော်ကျွန်တော်ပြောသလိုပဲ300ခါ3လုံးတားမယ်ဆိုလို့ရှိရင်ခါတူခါရိုက်မယ်ဒီခွန်ဒီခွန်ဒီခါနဲ့ထိစီနဲ့နှလုံးမောင်းခြင်းခွန် ခွတ်တဆယ်ပြည့်အောင်ဆုံး83 3ပေါ့နော်ဒီ83 3ကိုကျွန်တော်တို့မိတ်ဆွေများပြန်ချလိုက်နေရလဲအများကြီးပါနော်အဲ့တော့83 3လေးညာဒီအချိန်မှာဒါကြနိုင်ပါနော်ကျွန်တော်နောက်တစ်ဆိုင်ထပ်ရှင်းပြပါမယ်နော်ဒါနဲ့အဲ့ဆိုင်မရှင်းငယ်မှာဒီ site ကိုကျွန်တော်ပြန်ရှင်းပါမယ်နော်24ချိန်မှာ4 break 4ချိန်ရိုက်ပါနော်ကလင်နာတကြောလုံးမှာရိုက်ပြရတဲ့သူ့ရဲ့နှိမ့်ဦးမှာ9 break လို့ရိုက်တယ်9 break ရိုက်ထားတယ်3ညာခါ3လုံးထောင်းတယ်အဲ့ ပရမတကမှာတော့သူကဒုတိယအတုံညာခါမှာစပြီးအလုတ်လုတ်သွားပါတယ်နော်လုတ်တယ်ဆိုတော့ကျွန်တော်တို့ကဒီခါတူခါလို့ရိုက်တယ်ဒီသုံးထိပ်ဒီမှာသုံးခါရှိတဲ့အတွက်ဒီသုံးခါကိုဒီနှလုံးပေါင်းသုံးလို့ဖြည့်ပြရကြမှာဒါသုံးတုံညာတွဲပေါ့နော်ခွ30လဲဆိုရင်ဒီမှာသုံးတုံညာခွန်ဆိုတဲ့ခဏလေးပထမဒုတိယခါမှာလုတ်သွားပါနော်ကျွန်တော်ဒီမှာလဲကျွန်တော်တို့ကြည့်ပါခင်ဗျာ24ချိန်မှာ4ပြိတ်လို့ရိုက်ပါနော်4ပြိတ်ရိုက်ရတော့သူ့ရဲ့နှဲဦးမှာလဲကျွန်တော်တို့က လေးပြိတ်ရိုက်တယ်ပေါ့နော်လေးရဲ့ပါဝါကိုသုံးချက်ဒီနှစ်ထဲမှာတန်းလာရယ်နော်တန်းလာဆိုတော့ကျွန်တော်တို့ကဒီကမှာဒုတိယခါမှာပဲသူကဒုတိယခါမှာပဲအလုပ်လုပ်တာပေါ့နော်ဒီနှစ်ဆိုင်မှာတော့ကျွန်တော်တို့ကဒုတိယခါဒုခါလို့ရိုက်ပြီကျွန်တော်တို့ကခါဒုခါလို့ယူပြီယူပြီဆိုတော့ဒီသုံးဒီဒီသုံးခါကိုဒီခါနဲ့ဒီထိတ်စီးနဲ့နှလုံးပေါင်းခြင်းသုံးခွာ30ဖြစ်အောင်ဆို6 4 6ဆိုတဲ့ကဏ္ဍဒီမှာတဲထွက်သွားတာပေါ့နော်အဲ့ဒါပြီးရကြမှာသူကနောက်ထပ်6ခါကိုဒီမှာတက်တက်တီချာ ခဏတစ်ခွက်လောက်သွားတာပေါ့နော်ဒါနဲ့ကျွန်တော်တို့တတိယကတ်မှာတော့အဲ့လိုမဟုတ်ပါဘူးနော်ပထမကတ်နဲ့ဒုတိယကတ်နဲ့တူတယ်ပေါ့နော်ဆိုလိုတာတတိယကတ်နဲ့စတုထကတ်နဲ့ကတူနိုင်ပါတယ်နော်တူနိုင်ပါတယ်ဆိုတော့ကျွန်တော်တို့24ချိန်မှာ၄ break လို့ရိုက်ပြီပေါ့နော်၄ break လို့ရိုက်ပြီရတယ်သူ့ရဲ့ဒီမှာနှစ်ဥမှာ၈ break ပေါ့ရိုက်ပြီပေါ့နော်၈ break ဆိုတော့ရှေ့ပဲ power ပုံခါ၃လုံးတန်းမယ်ပေါ့နော်၃ခါ၃လုံးတန်းမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကစနောပထမနဲ့ဒုတိယကတ်မှာဒီ ဒုတိယခါခါဒုခါကြရတဲ့ဒုတိယခါမှာပဲအလုပ်လုပ်တာပေါ့နော်ဒီတတိယကမှာတော့ဒါတတိယခါကြရတဲ့ site မှာပဲဒါအလုပ်လုပ်တာပေါ့နော်ဒီမှာ3ခါ3လုံးတန်းမယ်3ခါ3လုံးတန်းလို့ဒီကမရှိပရိဖြစ်လို့3ခါ3လုံးတန်းမယ်အဲ့မှာကျွန်တော်တို့ကတတိယ3ခါကိုဒီခါဒုခါနဲ့ဖမ်းမယ်ပေါ့နော်ခါဒုခါဆိုတော့3 3ခါဒီကမှာကျွန်တော်တို့ထိတ်စီးကြတော့ဒီကမှာအလဲကောင်မှာနှစ်ရှိတဲ့အတွက်ဒီနှလုံးပေါင်းပေါ့နော်အလဲတိုင်းနဲ့ထိတ်စီးနဲ့ပေါင်းရင်နှစ်ပေါ့နော် ဒီနှစ်ကိုဒီအလဲတိုင်းနဲ့ထိတ်စီနဲ့ပေါင်းရင်ရနှစ်ခွာ30ပြောင်းဆိုရင်93တက်ဆိုပြီးတဲ့ထွက်တာပေါ့နော်ကျွန်တော်တတိယစတုထကတ်ပေါ့နော်စတုထကတ်ကကျွန်တော်တို့က24ချိန်မှာ၄ပြိတ်ထွက်ပြီးပေါ့နော်ဒီမှာလည်းနေဦးမှာကျွန်တော်တို့က၅ပြိတ်လို့ရိုက်ပြီးပေါ့နော်၅ပြိတ်လို့ရိုက်ပြီးပြီးဆိုတော့ကျွန်တော်တို့ကဒီရမှာခွန်ခါလို့ရှိပြီးပေါ့နော်ဒီမှာလည်းကျွန်တော်တို့ဒီ၅ပြိတ်ရိုက်လို့၃ည၃လုံးတန်းခဲ့မယ်ဆိုလို့ရှိရင်ဒါ၃ညအခါပေါ့နော်ဒီမှာခွန်ခါရှိတဲ့အတွက် လဲတိုင်းနဲ့ထိတ်စီနဲ့နှလုံးပေါင်းခြင်းကခွန်ဖြစ်ရမှာဆိုရင်ခွန်ထိတ်ပေါ့နော်ခွန်ထိတ်၃ညအခါခွာ၃၀ဖြစ်အောင်ဆိုရင်ခွန်၃ညအသုံးပေါ့နော်အဲ့တဆက်အဲ့ဒါတွေတင်လာဆိုတော့ဒီ site ကဒီအချိန်မှာဒါရန်တင်ပါတယ်နော်ရန်တင်ဘာလို့ရန်တင်လဲဆိုကျွန်တော်တို့၄ break ကြတဲ့24ချိန်မှာ၄ break ကြတဲ့ site ကိုကျွန်တော်တို့က၃ site နဲ့ပြန်ပြမယ်ပေါ့နော်ဒီကျွန်တော်တို့ဒီ90ခုနဲ့မှာကြာခဲ့တဲ့ site တခုကိုကျွန်တော်ဖဲဖဲထားခဲ့ပါမယ်နော်အဲ့နှစ်ထဲမှာဘာလို့ဆို3 3ညခွန်မကြခဲ့လို့ဖဲထားတာပေါ့နော်ကျွန်တော် ်24ကြိမ်မှာလေးရက်တည်းရိုက်တယ်ပေါ့နော်သူ့ရဲ့နောက်ထဲမှာ3တုံညာခုံလို့ဒဲထွက်တာပေါ့နော်3တုံညာခုံထွက်တယ်ပေါ့နော်ပက်လေထွက်တယ်ပေါ့နော်ထွက်တော့ तू က9ပရိရဲ့ဇောင်းမှာပဲ3တုံညာခုံဆိုတဲ့ကဏ္ဍဒါ3ကတ်မှာအညီလုံးတော့တာပေါ့နော်ဒီမှာ3တုံညာဒီမှာ9ပရိရိုက်တယ်သူ့ရဲ့ဇောင်းမှာ3တုံညာခုံလို့ရိုက်တယ်ဒီကျွန်တော်ပြောပါနော်90ခုနှစ်ကိုတော့ဒါကြော်ခဲ့ပါမယ်နော်ဘာလို့ဆိုအဲ့နဲ့ထဲမှာ380ပတ်လဲမထွက်ထားပါဘူးနော်ကျွန်တော်တို့တတိယကတ်မှာတော့ဒီမှာ၄ဘရိတ်လို့ရိုက်ပါနော်၄ဘရိတ်လို့ရိုက်ပြီးပြီဆိုတော့ ကျွန်တော်တို့လေးပြေးရိုက်ပြီးပြီဆိုတော့သူ့ရဲ့နောက်နံပါတ်380ပတ်လဲထွက်ပါရနော်ထွက်တော့သူက9ပြည့်ရဲ့ဇောင်းမှာ380ဆိုပြီးထွက်ပါရနော်ဒီမှာလဲကျွန်တော်တို့ခု24ချိန်မှာ4ပြည့်လို့ရိုက်ပြီးပေါ့နော်ဒီမှာသူ့ရဲ့အောက်မှာ380ပြန်ချပေးဦးမယ်ဆိုလို့ရှိရင်ဒီမှာ9ပြည့်လို့ခန်းထားပါရနော်9ပြည့်လို့ခန်းထားတဲ့အတွက်သူ့ရဲ့ဒီဘက်ဇောင်းမှာဒါခွန်တုံညာ3ဆိုတဲ့ကဏ္ဍလေးဒါလာနိုင်ပါရနော်လာနိုင်တဲ့အတွက်ကျွန်တော်ရမိတ်ဆွေများတို့ဒါဒီဖိုင်လေးကိုပြီးခဲ့တဲ့ဘက်ကလည်းကျွန်တော်တင်ခဲ့ပါရနော်ပြန် ဖြက်မိသွားတာပေါ့နော်ဒါမလို့ထင်လို့ဒီ site ရဲ့အသုံးလို့မရတော့ဘူးထင်လို့ကျွန်တော်ဖြက်လိုက်တယ်ဒါပေမဲ့ဒီရမှာကျွန်တော်တို့ပြန်ကြည့်လိုက်တဲ့အချိန်မှာပြန်ပြီးလိုအပ်တဲ့အတွက်ဒီ file လေးကိုကျွန်တော်ပြန်တင်ပေးလိုက်ပါရနော်